အလုံးမရှိတဲ့ဒီ artist တွေအဆင်မပြေတဲ့ artist တွေတို့တော့ငွေချေးထောက်ပံ့တာတဲ့ဆိုင်အလုံးလေးခေါ်ပေးလိုက်ရင်သူတို့တွေလည်းဒီလုံးလောက်ရတဲ့ခါကျတော့အသက်လည်းပိုရှည်သွားနိုင်တယ်ပေါ့နော်အဲအဆင်လည်းပြေသွားနိုင်တယ်တချို့အိမ်လေးတွေကိုနှုတ်ထွေးမှုမရှိမိုးတွေအရန်ယူကြရတယ်တချို့ကျူးကျော်မှနေရတယ်တချို့အဲကျူးကျော်ရဲ့အိမ်လေးတွေကိုမှငားနေတဲ့ artist တွေလည်းရှိတယ်ကျွန်တော်သိပါတယ် တချို့အရာလေးကိုကျွန်တော်သိတယ်သိပေမဲ့လည်းတခါလေကြားလို့ရှိရင်လည်းဟိုဝန်းနေစွာနဲ့ပဲနှုတ်ဆက်နေရတဲ့အကာလမျိုးတွေလည်းရှိစာနာမှုနဲ့ဆိုင်တယ်လို့လည်းထင်တယ်အာတစ်တွေကကျွန်တော်နိုင်ငံမှာလက်ချိုးရည်လို့ရအဲ့တော့ဒီအာတစ်အစ်စ်မန်တွေခေါ်မရိုက်ခြင်းအားဖြင့်လည်းအမှုပညာအရေးသွေးရတဖြည်းဖြည်းနဲ့ဟိုအောက်ဆုံးအဆင့်အညံဆုံးအဆင့်ကိုရောက်သွားမှာပဲ ဆိုရယ်စိတ်နှောရဲ့ပကိုးမျိုးစိတ်ရွှေနာအထူးဆရာဝဲကြီးလာပါပြီနော်မေလာ9ရက်နေ့မှာ14ရက်နေ့အထိပကိုးမျိုးအိုင်ကွန်ရှော့ပင်းစင်တာမှာမင်းသားနေထွန်းနဲ့မင်းသမီးအင်းမြတ်လူဆန်လူပြင်စီကားတက်မြေစွာကျင်းပရန်ချပြတော်မှာဖြစ်ပါတယ်ဒူးမိုမိုရှင်ရဲ့နေဖြင့်စိတ်နှများကို25ရာခိုင်နှုန်းဒစ်ကောင့်နဲ့စိတ်ရည်နဲ့ရွှေပြူတဲ့များကိုလည်းအလဲဇီရိုပါဆန်ဝန်ဆောင်မှုဒါအပြင်ဝယ်ယူသည့်တန်ဖိုလိုင်းမြစ်တာလက်ဆောင်များအပြင်နေရာဒီအထူးစီတင်များစွာရှိလို့ရတနာစုသူများကိုစိတ်နှံတော်ရဲ့ပကိုးမျိုးအိုင်ကွန်ရှော့ပင်းစင်တာစင်ရွှေရနာအထူးဆရာဝဲတော်ကြီးကိုလုံးဝလက်လို့မခံဘဲလာရောက်အားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ် ယ်အဲဟုတ်တယ်တချို့အခုမိုးရင်းကာလာလည်းဖြစ်တယ်ပြီးတော့အဲအလုတ်ကိုင်းနဲ့ရှားပါတဲ့အချိန်လည်းဖြစ်တယ်ဖြစ်တဲ့အခါမှာတချို့ဇပ်ပုတ်တွေတော်တော်များများအဲကျွန်တော်လည်းတီးတဲ့သူတွေပေါ့နော်တော်တော်များများမှာသူတို့မှာအလုတ်မရှိကြဘူးမရှိကြဘူးဆိုတာအလုတ်မပေးတဲ့သူများလာတာပေါ့များလာကြတော့သူတို့ရဲ့ဒီအမှုပညာခြေရလည်း ကျွန်တော်တရားတော်တော့တိတ်ဟိုလိုအများကြီးမရကြရှာဘူးလို့တောင်းကနန်းလောက်ပဲသူတို့ရကြတယ်ရကြတဲ့ခါကျတော့အခုလိုကာလမှာအဲဒီသွားရေးလာရေးကနည်းနည်းခက်ခဲတယ်ဟိုတစီကားကဘယ်နေရာသွားသွားတပေါင်းနှစ်ပေါင်းဖြစ်နေတယ်ဒါညီမတို့လည်းသိကြမှာပေါ့နော်ဆိုတော့ဟိုသူတို့အနေနဲ့ကြတော့လေဟိုနာမည်ကြီးတဲ့ artist တွေဖြစ်လာတဲ့ခါကျတော့လေတဖြည်းဖြည်းနဲ့နာမည်ရလာတဲ့ artist တွေဖြစ်တဲ့ခါကျတော့ဒီငွေအမောင်းလောက်နဲ့သူတို့တစီကားနဲ့အသွားအပြန် အဲဒီအထုပ်တွေတပုံတစ်ပင်နဲ့ရှူတင်သွားရတာနဲ့ကြတော့တစီမအဆင်ပြေမယ်။လိုင်းကားကြတော့လေဘယ်ချိန်ဘယ်ကာလဒီလောက်တိုးကျိတ်နေတဲ့ခါမှာတို့မှတိုးစီးလို့လည်းအဆင်မပြေဘူး။အဲ့တော့ဟိုတချို့လည်းရားတဲ့ပတ်စံနဲ့ဒီကားကားနဲ့ကြတော့ထူးမနေတော့ဘူးဆိုပြီးတချို့နင်းရင်တော့ရိုက်လိုက်တယ်ပေါ့ဝေးရင်တော့မရိုက်တော့ဘူး။အဲအဲ့လိုမျိုးလေးတွေဖြစ်လာတယ်။ဖြစ်လာကြတော့မနေ့ကအမားတယောက်လည်းတင်လာတာတွေ့တွေ့ရဆိုတော့ဟိုတကယ်တမ်းကြည့်ရင်ပြန်တွေးကြည့်ပြီးတော့ဟိုမျက်ရည်လည်းကျနေစိတ်လည်းတော်တော်မကောင်းဘူး။ အော်ငါအမရယ်ဆိုပြီးတော့တော်တော်လေးဟိုသူ့ post လေးဖတ်ပြီးတော့တော်တော်ကြေကွဲလိုက်ရဆိုတော့အဲဒီအမဆိုတာလဲဒါကျွန်တော်တို့ ਨੇ ဒါအမေထားဖွင့်มาတယ်อ่ะကျွန်တော်တို့ဒါကျွန်တော် ਨੇ စီနီယာကြเนาะစီနီယာကြရဆိုတော့သူတို့ကြတော့လဲဟို character ကြတော့လဲတစ်ခါတလေမှာသူတို့ဟိုပါဝင်တဲ့အခန်းလေးတွေอ่ะအဲဟိုဒီကားတိုင်းကားတိုင်းမှာနည်းနည်းလေးသူတို့ဟို ဟိုနည်းနည်းနှိပ်ကြတဲ့ character လေးတွေသူတို့ထားပေးတာမျိုးတွေရှိ ရှိခါကြသူတို့ကိုဟို director တွေကဒါဟို character အနေနဲ့တစ်ခုအနေနဲ့ပဲထားပေးတာပါဟိုလိုကြီးချိုးနှိမ်ပြီးတော့ဟိုဟာပြတာတော့မဟုတ်ဟိုဆိုတော့ဟိုတစ်ခါလေအဲ့လိုပဲရိုက်ပါများတဲ့ခါကြတော့လဲခါ character တစ်ခုကကျိုးသွားတာမျိုးလည်းရှိတယ်အဲ့လိုမျိုးပေါ့တချို့အမြင်တွေမှာလဲဒါပေမဲ့ဒီနိုင်ငံမှာကြတော့အဲဒီတနေရာရရင်ဒီတနေရာလို့ပဲမြင်ကြတယ်ကျွန်တော်ဆိုဘန်ကာရက်တာတွေရိုက်များတယ် များတဲ့ခါကျတော့ကျွန်တော်ဘန်းဒီပဲခေါ်များတယ်။အဲတခုတော့ရှိတာပေါ့ကိုကျတော့လုတ်ပိုင်ဝင်ပူရရတဲ့ခါကျတော့ဒီဟိုကိုကိုတိုင်းကလည်းဒီလိုမျိုးဇက်တဇက်လုံးကိုကင်လှုံတဲ့ကာရက်တာမျိုးကိုကျွန်တော်ကခုံမင်းတယ်။ခုံမင်းလို့လည်းကျွန်တော်ကလည်းမငြင်းဘူးဒီလိုကာရက်တာမျိုးရိုက်တယ်ပေါ့နော်။အဲလိုအဲ့လိုမျိုးပေါ့။အခုကျတော့လည်းဟိုတော်တော်များများတချို့ပိုးတော့ကဒီကျွန်တော်တို့ကစီနီယာကြတဲ့ဇပုတ်စည်ရင်တွေတော်တော်များများလုံးမရှိကြဘူးလူချမ်းတွေအဲပြီးတော့အဲဒီ main support နေပါတွေလည်းတချို့တော်တော်များများမှာ အလုံးမရှိကြအောင်ဆိုတော့တော်တော်လေးစိတ်မကောင်းအဲ့တော့ရုပ်ရှင် quality ကောင်းစေချင်တော့ artist အစစ်မှန်နဲ့တကယ် item ကောင်းတဲ့သူတွေကိုကျွန်တော်တို့ခေါ်ရိုက်စေချင်တယ်ပေါ့နော်အဲယုံတင်လိုက်တဲ့ကာရကာဟီလာဟာလာနဲ့ပဲတကားပြီးသွားတယ်အဲမနေ့ပြန်တကားတကားတကားတက်တင်တယ်ဟီလာဟာလာနဲ့ပြီးသွားတယ်အဲအဲ့လိုကားမျိုးတွေရိုက်ပံများပြီးတော့လေကျွန်တော်တို့ကဟိုဟိုစိတ်ထဲကကဘာကျော်ခြင်းတွေလို့လည်းမရအောင်နိုင်ငံနဲ့နိုင်ငံတကာနဲ့လည်းရင်မောင်တန်းကျင်လို့မရရုပ်ရှင်တွေတကားပြီးတကားသာအကုန်လုံးပြီးသွားတယ် ဟိုကဘာလည်းမကြော်ဘူးတွန်လေးတလားတော့မကြော်သွားဘူးလေဟုတ်တယ်မလားယုံလေအရန်ခက်ခဲအဲ့တော့ဟိုဘယ်အချိန်ဖြစ်ဖြစ်ကျွန်တော်တို့ရုပ်ရှင်တမိုင်းပြန်ကြည့်ရင်လည်း quality ကောင်းတဲ့ကားတွေကိုအဲ့လိုမျိုးရိုက်စီခြင်းနဲ့တကယ် artist အစစ်မှန်လေးနဲ့ item နဲ့နင်လားငါလားအဲ့လိုမျိုးပေါ့ဟိုဒီပိတ်ကားပေါ်မှာဒိန်းတိုင်းပြလို့ရတဲ့ artist မျိုးပရိသတ်တွေအကုန်လုံးကဟင်ကနေဟာကနေဖြစ်သွားမဲ့အဲ့လိုကားမျိုးတွေကိုတော့ဟိုရိုက်စီခြင်းနဲ့ပေါ့နော် ပတ်စံကလည်းလူတိုင်းလူချင်းပေမဲ့ကိုယ်တမိုင်းကိုပြန်လှည့်ကြည့်လိုက်အကောင်ဆုံးတွေပဲလူတိုင်းကဖြစ်ချင်ကြအဲ့တော့အကောင်ဆုံးတွေပဲကျွန်တော်တို့ရုပ်ရှင်တမိုင်းအကြောင်းမှလည်းဖြစ်စေခြင်းနဲ့ပေါ့နော်အဲ့လိုလေးပေါ့နော်စာနာမှုနဲ့ဆိုင်တယ်လို့ထင်တယ်ဟိုဘယ်ဆိုတော့လေဟိုအာတစ်တွေကကျွန်တော်တို့နိုင်ငံမှာလက်ချိုးရည်လို့ရအဲ့တော့ဒီအာတစ်အစ်စ်မန်တွေခေါ်မရိုက်ခြင်းအားဖြင့်လေအမှုပညာအရေးသွေးရတဖြည်းဖြည်းနဲ့ဟိုအောက်ဆုံးအဆင့်အညံဆုံးအဆင့်ကိုရောက်သွားမှာပဲ အခုဆိုဇလန်တွဲတွေဆို channel တွေအများကြီးပေါ်လာတယ်လူငယ်ဒါရိုက်တာလေးလည်းအများကြီးပေါ်လာတယ်တချို့ဆိုလို့ရှိရင်တကယ်အဲဒီ artist အကြီးတွေမှာတကယ်ဟိုတိမ်မြုပ်နေတဲ့လူတွေမှာပြန်တူးဖို့ပြီးတော့ရိုက်တဲ့ဒါရိုက်တာလေးတွေပေါ်လာခါကြတော့လေအဲဝမ်းသာပါတယ်အဲတဖက်မှာလည်းတကယ်လုံးမရှိတဲ့သူတွေတချို့တကယ် item ကောင်းရသားနဲ့အလုံးမရရှာဘူးအဲဆိုတော့သူတို့နေတဲ့နေရာတွေကဥမာတောင်တကုံမြောက်တကုံဟို user နာဥယျာဉ်မြို့တော်တို့အဲရွှေပြည်သားတို့ရွှေပေါက်ကံတို့တကယ်အဝေးကြီးနေရာမှာနေရ နေရတဲ့ခါကျသူတို့ပေးတဲ့အမှုပညာချင်းကတောင်းကနန်းလောက်ပဲရှိတဲ့ခါကျတော့အသွားပြန်ဆိုကာကာကာသူတို့မှ4000 5000ဖြစ်သွားပြီအဲ့ခါကျတော့လိုင်းကတိုးစီးဖို့ကြတော့လေဒီအထုပ်တွေနဲ့ကြတော့အဆင်မပြေပေါ့အဲ့လိုနဲ့မရရင်မရရင်နဲ့သူတို့ဟိုမှာလေကြုံရကြပန်းပေါ့နီးစက်ရကိုပတ်ဝန်းကျင်မှာရရအလုပ်လေးတွေကိုလှုပ်ကြရှာတယ်တကယ်အာတိတ်တွေအဲ့လိုမျိုးဘဝတွေရောက်သွားတဲ့ခါကျတော့လေ တကယ်စိတ်မကောင်းအောင်ကျွန်တော်ဒီစကားပြောလဲချို့ချို့လူတချို့မုံညင်လဲမုံညမှာပဲဒါပေမဲ့ဟိုကိုလောကသားတွေဟိုတဖြည်းဖြည်းနဲ့ထိကိုက်ထိကိုက်နစ်နာလာတဲ့ခါကြတော့ဟိုမပြောလို့လည်းမရတော့ဘူးအဲ့တော့တကယ်အလုံးမရှိတဲ့တကယ်အာတစ်အစ်အမှန်တွေကိုတော့ကျွန်တော်တော့အလုံးစာနာမှုအနေနဲ့ပေါ့နော် ခုလောကကြီးကောင်းစေခြင်းတဲ့အနေနဲ့တော့ဒါအလုပ်လေးတွေခေါ်ပေးစေခြင်းတဲ့ပေါ့နော်။ဒါဆိုတော့အခုလိုမိုးရင်းကာလမှာစာရေးတောက်ရေးတော်တော်ကိုခက်ခဲကြတယ်။တချို့အိမ်လေးတွေကိုနှွေးထွေးမှုမရှိမိုးတွေအရန်ယူကြတယ်။တချို့ကျူးကျော်မှနေရတယ်။တချို့အဲကျူးကျော်ရဲ့အိမ်လေးတွေမှာငားနေတဲ့အတစ်တွေလည်းရှိတယ်ကျွန်တော်သိပါတယ်။ တချို့အရာလေးကိုကျွန်တော်သိတယ်သိပေမဲ့လည်းတခါလေကြားလို့ရှိရင်လည်းဟိုဝန်းနေစွာနဲ့ပဲအဲနှုတ်ဆက်နေရတဲ့အကာလမျိုးတွေလည်းရှိတယ်အဲအဲ့လိုအဲ့လိုမျိုးပေါ့ကိုဟို Facebook မှာလည်းတခါလေပြောချင်းပေမဲ့လည်း YouTube တို့ပေါ်ပေါ်တော်တော်နဲ့မပြောချင်းမဲ့အဲ့လိုအောက်အီးနေရတဲ့အကာလတွေရှိတယ်ဒါကုလောကအတွက်ပေါ့နော်အဲ့လိုလေးပေါ့အဲ့တော့ကုလောကကိုကောင်းစေခြင်းနဲ့ဟိုဒါစိတ်ပေါ့နော်ကျွန်တော်အနေနဲ့တော့ကောင်းစေခြင်းတွေကကိုလောကသားတွေကိုအလုတ်ခေါ်ပေးပြီးတော့ဒီလောကသားတွေမှာချစ်ချစ်ခင်ခင်နဲ့နွေနွေထွေးထွေးနဲ့အဲဒီလိုမျိုးအဆင်ပြေသွားစေခြင်းပါပေါ့နော်။မြေကြီးကြတယ် သူ့မန့်လေးတွေကျွန်တော်လိုက်ဖတ်တယ်သူ့ reply ပြန်တာလေးတွေကျွန်တော်ဖတ်တော့လဲတကယ်စိတ်မကောင်းအဲသူနေတဲ့နေရာလေးကအဲဟိုတချို့ကြတော့လဲဒီအကူညီပဲလို့တယ်ဟိုဒါလည်းသူ့အခက်ခဲတော့ဟိုကိုကိုဝင်းကိုသာတီးပေါ့နော် အဲ့လိုမျိုးပေါ့ဒီမန့်လေးတွေကျွန်တော်အကုန်လုံးလိုက်ဖက်တယ်။ तू အလုတ်ပဲပေးပါ။ तू ဟိုကျန်နေမကူညီကြပါနဲ့။ तू ဆိုတော့လေတကယ်စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်။အဲ့ဆို तू နေတဲ့နေရာလေးရတယ်ကိုကအရင်နေတဲ့နေရာလေးရတယ်အဆင်မပြေလို့သူတို့ဖယ်ပေးရရတယ်ပြောတယ်။အဲ့နေရာလေးအဲ့ရနေပြီးတော့မှတစင်တခါအိမ်ငါဘဝကိုပြန်ရောက်တယ်။ရောက်တဲ့ခါကျဒီခေတ်ဒီခါလာတည်ရောအိမ်အိမ်ငါကားတွေကအစအကုန်လုံးကနှစ်သိန်းအထက်မှာကြီးပဲရှိတာ။နှစ်သိန်းအောက်ကိုမစင်းသွားဘူး။ ဲ့တော့လာတလာမှာနေစားဖို့ထက်ကိုဒီကြောတခင်းရဖို့အတွက်ကိုရန်ကုန်မြို့မှာအရန်ခက်ခဲတယ်ဟုတ်တယ်ဟိုကျွန်တော်တို့ဆိုလှုပ်ဆောင်နေလောက်ရတယ်ဒါပေမဲ့ကိုရီးယားကိုမိဘကလည်းအဲနည်းနည်းအဆင်ပြေတဲ့ခါကျတော့တိတ်ပြီးတော့ကိုရီးယားဟိုဟိုမထောက်ပံ့ရတဲ့ခါကျတော့ကိုယ်ကတိတ်ပြီးတော့လို့မခက်ခဲပြင်တချို့သူတွေမှာတော့တော်တော်ခက်ခဲကြပါတယ်ယက်တိပါတယ်ကျွန်တော်ဒါဒီနုပညာနဲ့ကျွန်တော်ယက်တိတယ်တခြားကျွန်တော်အပြင်စီးပွားရေးတချို့အလုပ်လေးတွေရှိပါတယ်ကျွန်တော်အဲမြေလဲလုပ်တယ်တခြားဒီ အဲမြေရောင်းဝယ်ပေါ့အဲ့ဒါလေးလေးလုပ်တယ်တခြားတို့အထည်လုပ်ငန်းလည်းကျွန်တော်လုပ်ပါတယ်တခါတလေကားရိုက်တဲ့ခါကြလို့ရှိရင်ဝယ်စားဖို့နဲ့ကုန်သွားတဲ့ခါရှိတယ်တခါလေအခုတချို့ဟိုရိုက်ရတဲ့ခါ location အရန်ဝေးတယ်ရန်ကုန်မြို့ဟိုဘက်ထိတ်နဲ့ဒီဘက်ထိတ်ဆိုတနေ့ကားစီဖို့ပဲ9000 6000တော့ကုန်သွားတာမျိုးရှိတယ်အဲ့ခါကျကိုရတဲ့ဒီအမှုပညာကျေးရ daily တရက်ကို2သိန်း3သိန်းနဲ့ဒီမှာပါတဲ့ဝယ်စားဝေးရတဲ့ဝယ်စားပေါ့နော်အဲ့တခါတလေလို့ရှိရင်ကျွန်တော်တို့ ကိုဒေးခေါ်တယ်မလားဒေးခေါ်တယ်ဆိုရင်တခါတည့်ရက်ထဲနဲ့ခုနှစ်ဆင်းရှစ်ဆင်းရရရရတဲ့ခါကျအဲ့အဝိစာပိုးကိုရတဲ့ဒီအမှုပညာကြီး3သိန်းလောက်နဲ့အဝိစာပိုးနဲ့ပြန်တွက်ကြည့်လိုက်တဲ့ခါကျကျွန်တော်အဲ့အိတ်ဆိုင်ကအနည်းဆုံး2သိန်းလောက်တော့ကျွန်တော်ပြန်ဆိုင်ရတာ ုတ်တယ်ခင်ဗျာကိုကအော်ဒီဒီကားမှာကျွန်တော်ကာရက်တာလေးတစ်ခုရရဲဆိုပြီးတော့အနေနဲ့ပဲကျွန်တော်ရိုက်ရအဲအဲ့လိုလေးပေါ့တချို့ပရိသတ်တွေကတော့အော်ဒါဒါလောက်အများတဲ့အမှုပညာပြင်မဟုတ်ကျွန်တော်တို့မှာဝယ်ရတယ်ကားစီဝယ်ပြီးတော့ကျွန်တော်နောက်မှာပါလာတဲ့ကလေးတွေပေးရတာမျိုးတွေရှိတယ်သူတို့တွေကကျွန်တော်ဝယ်ရဝယ်ဆက်လိုက်လုပ်ပေးတယ်အဲဟိုတချင်းဆိုရင်လည်းအဲ့လိုပြောနောက်ကနေပြီးတော့ note file ကင်ပေးတာတို့အဲရေဘူးကင်ပေးတာတို့ဒီ state တို့ဒီ t1 ကိုဘန်ကို note တွေစီပြီးတော့ပေးရတာတို့ဟောကားရဲတဲ့ခါလဲကျွန်တော်အဝတ်အစားတစ်ခုနဲ့တစ်ခုချိန်တဲ့ခါလဲဘေးမှာတယောက်လောက်ကတော့အဖို့ရှိနေမှာလဲအဆင် င်ပြေးမယ်အဲအဲ့လိုမျိုးတွေပေါ့ဒီအမှုပညာကြီးတစ်ခုတည်းနဲ့ကိုရက်တည်နေရင်တော့အဆင်မပြေနိုင်ဘူးအဲ့တော့ပွင့်လင်းရသည်ရောက်လို့ရှိရင်ကျွန်တော်ဒီ music line ဘက်ကိုကူးတယ်အဲတချင်းလိုက်ဆိုတယ်တချင်းဆိုတဲ့အခါပို့ရတယ်အဲ့တော့အလုံးနှစ်ခုဖြစ်သွားတယ်ပေါ့အဲ့လိုပေါ့တချင်းလဲဆိုတဲ့အဲဒီဘက်မှာစကားလေးရိုက်တယ်ကားရိုက်ကိုတော့ကျွန်တော်ဦးစားပေးပါတယ်အဲတချင်းဆိုတာဟိုမှာပွဲကညာပိုင်းဆိုတာများတဲ့အခါကျတော့ကျွန်တော်အဆင်ပြေအောင်တော့ညှိပေးရတော့အဲ့လိုမျိုးလေးပေါ့ကျွန်တော်တယောက်တည်းမှမဟုတ်အဲ့ဒါ ဒီအนูပညာကိုလုတ်တဲ့ဒီအာတစ်တွေတယုတ်ဆောင်နေတိုင်းဟာအသူတို့ရင်ပတ်တဲ့ကဒီအนูပညာကိုနှစ်နှစ်ကာကာဝါသနာပါလွန်လို့သာဒီလုတ်ကြီးကိုမစွန့်လွတ်နိုင်လို့သာသူတို့ဒီလုတ်ကိုလုံနေကြတာပါဒါကျွန်တော်တင်မဟုတ်ဘူးကျွန်တော်ရှေ့စီနီယာတွေတကယ်အนูပညာကိုတကယ်ဝါသနာပါတဲ့သူတွေအကုန်လုံးကအာတစ်တွေအကုန်လုံးအဲ့လိုအဲ့လိုစိတ်နဲ့ပဲအလုပ် လုပ်နေကြတာ ်တကယ်တမ်းကျတော့ဟိုကားတကားပြီးသွားတယ်အဲကိုအမှုပညာပဲကျန်တာပါတိတ် ပြီးတော့ဟိုလိုကြီးကိုတို့ကျွန်တော်တို့ဒီဇပ်ပုတ်ဆက်ရံဒီမှာဟိုလိုကျန်သွားတာမျိုးရှိပါဘူးဟိုအလုံးမရှိတဲ့ဒီ artist တွေအဆင်မပြေတဲ့ artist တွေတော့ဟိုဟိုငွေကြေးထောက်ပံ့တဲ့ဆိုင်အလုပ်လေးခေါ်ပေးလိုက်ရင်ဥမာသူတို့တွေလည်းဒီလုပ်လုပ်ရတဲ့ခါကျအသက်လည်းပိုရှည်သွားနိုင်တယ်ပေါ့နော်အဲအစင်လည်းပြည့်သွားနိုင်တယ်အဲအဲ့လိုလေးသူကအဲကျွန်တော် request ပြူတာပါဟုတ်ဟုတ်အကျေစုများရည်တင်ပါတယ်ခင်ဗျဟုတ်ကဲ့